နောက်တစ်ခုကတော့ပါတီတစ်ခုရှိတယ်ဆိုလို့ရှိရင်ကျမတို့ကပါတီတစ်ခုရှိတယ်ဆိုရင်လုပ်ငန်းတာဝန်တွေကများပါတယ်ရှင်။နံပါတ်၁ကတော့ဒါအများနဲ့စုဖွဲ့ထားတဲ့ပါတီဖြစ်တယ်။ဒီအများနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်။တူဦးတယောက်တည်းကနေပြီးတော့မှဆုံးဖြတ်နေတာမဟုတ်ဘူး။အဲဒါကြောင့်မလို့ဒီကျမတို့ရန်ပုံငွေရှာဖွေရေးငွေရေးချေးရေးတုံးဆွဲတာပေါ့နော်။ဘန္နာရေးစီးမြင့်နေနဲ့ ဒီဘန္ဒာရေးကော်မတီတွေလည်းကျွန်တော်တို့ဖွဲ့စည်းထားပါတယ်။နောက်လူတွေဖြစ်တဲ့အတွက်တစ်ခါလေကြာရင်လူချင်းချင်းဖြစ်တဲ့ပြဿနာလေးတွေရှိပါတယ်။ရှိပြီးတော့မှကျွန်တော်တို့ပါတီဝင်အချင်းချင်းဖြစ်တဲ့ပြဿနာတွေအမှုဆောင်အချင်းချင်းဖြစ်တဲ့အရေးကိစ္စလေးတွေကိုဆောင်ရွက်ဖို့လို့အတွက်လည်းဖြည့်ရှင်းဖို့လို့အတွက်လည်းကျွန်တော်တို့စီကံချိန်သိမ်းရေးကော်မတီဆိုတာလည်းဖွဲ့စည်းထားတာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့တော်တော်လေးအရေးကြီးတာကတော့ကျွန်တော်တို့အလုပ်သမားနဲ့တောင်းသူလဲသမား ရေးရာကော်မတီတွေဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအများစုဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးနဲ့အသက်မွေးဝမ်းကြောင်းပြုကြတော့တောင်သူလယ်သမားရေးရာကော်မတီဖွဲ့စည်းထားပါတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့အလုပ်သမားတွေပေါ့နော်ဒါရန်ကုန်မြို့ဆိုမြို့တော်ကြီးဆိုတာကတော့ကျွန်တော်တို့ဟာအဲမြန်မာနိုင်ငံရဲ့တကယ်စီးပွားရေးမြို့တော်ဖြစ်ပါတယ်ရှင်လူဦးရေလည်းအထူးတက်ဆုံးလူဦးရေအများဆုံးအပီလို့ရှိရင်လုပ်ငန်းတွေပေါ့နော်စီးပွားရေးလုပ်ငန်းတွေလည်းအများဆုံးဆက်ယုံလုပ်ယုံအများဆုံးအဲနောက်တော့ ဒီဆက်မှုဆောင်တွေပေါ့ရှင်ဆက်မှုဆောင်တွေလည်းအများဆုံးပြီးလို့ရှင်လည်းဟိုတိလဝါလိုမျိုးပေါ့နော်နိုင်ငံတကာတကယ် special economic zone ပေါ့နော်တကယ်ကိုနိုင်ငံတကာတင်မောတွေကတ်တဲ့တကယ်တကယ်တင်မောစိတ်ကြီးနဲ့ဒီဆက်မှုဆောင်ရှိတဲ့နေရာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့အလုတ်သမားဥယျာဉ်လည်းများပါတယ်ရှင်အလုတ်သမားလို့ပြောလို့ရှင်ကျွန်တော်တို့ကကာယလုတ်သားညာနာလုတ်သားအကုန်ပါဝင်တာဖြစ်ပါတယ်ရှင်ဒီအလုတ်သမားတွေအတွက်လည်းကျွန်တော်တို့ကအလုတ်သမား နဲ့ရေးရာကော်မတီလည်းဖွဲ့စည်းထားပါတယ်ဒါကျွန်မပြောတာတော့ဒါလက်တန်းပြောတဲ့အတွက်ဟိုဟိုအဆအဆုံးပြောတာတော့မဟုတ်ပါဘူးသို့တော်လည်းပါတီမှာနောက်တစ်ခုအရေးကြီးတာတော့စီယုံရေးနဲ့အတင်းသားပါရှင့်အတင်းသားနဲ့စီယုံရေးပေါ့နော်ပါတီတစ်ခုဖြစ်ရင်စီယုံပြီးတော့ဆောင်ရွက်ရမယ်စီယုံပြီးဆောင်ရွက်ရမယ်ပါတီဝင်တွေများရမယ်အတင်းသားတွေရှိရမယ်ဒီအတွက်ဆောင်ရွက်တာလည်းဖြစ်ပါရဲ့ရှင့်ဒါမျိုးလေးတွေနဲ့ကျွန်မတို့ကော်မတီတွေဖွဲ့စည်းပြီးတော့မှလုပ်ငန်းတာဝန်အရဖွဲ့စည်းထားတဲ့ကော်မတီတွေရှိပါတယ် ဒါနောက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလို့ရှိရင်ကော်မတီ၃ရံလည်းဖွဲ့စည်းဆောင်ရွက်ပါတယ်ရှင်။နံပါတ်၁ကတော့ကိုစလေလောင်စီစစ်ရာထားရေးကော်မတီဖြစ်ပါတယ်။အဲအဲ့ဒါလည်းဖွဲ့စည်းခဲ့ပါတယ်။အဲ့အဲ့ဒီကော်မတီရဲ့လုပ်ငန်းတာဝန်လည်းပြီးမြောက်ပြီးတော့မှအခုကျွန်တော်တို့ကိုစလေလောင်682ဦးကျွန်တော်တို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတင်ပြထားပြီးဖြစ်ပါတယ်ရှင်။နောက်ဒုတိယကတော့ကျွန်တော်တို့ဒုတိယကတော့ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာရန်ရေးသားရေးအဖွဲ့ဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ကျွန်တော်တို့ပညာရှင်တွေနဲ့ပါတီရဲ့ဗဟိုအလုံးမှုဆောင်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အောင်နိုင်ရေးကော်မတီဖြစ်ပါတယ်ရှင်။အောင်နိုင်ရေးအခုချိန်ကတော့အောင်နိုင်ရေးကာလမဟုတ်သေးပါဘူးရှင်။အောင်နိုင်ရေးကာလဆိုတာကတော့ရွေးကောက်ပွဲရဲ့အရှိရက်60မှာအောင်နိုင်ရေးကာလဖြစ်ပါတယ်။အခုချိန်ကတော့ကျွန်တော်တို့ပါတီစည်းရုံးရေးကာလဖြစ်ပါတယ်ရှင်။ပါတီစည်းရုံးရေးကာလဖြစ်ပေမဲ့လည်းကျွန်တော်တို့က မကြခင်ရက်ပိုင်းအတွင်းပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျမတို့ကရွေးကောက်ပွဲလုပ်ဖို့62ရက်ပဲကြာမှာတော့တယ်ရှင်ဆိုလို့ရှိရင်ရက်60မှာကျမတို့အောင်နိုင်ရေးလုပ်ရမယ်ဆိုလို့ရှိရင်ဒီအောင်နိုင်ရေးအတွက်ပြင်ဆင်ချိန်ကကျမတို့32ရက်ပဲကြာမှာတော့တယ်အဲ့32ရက်အတွင်းမှာကျမတို့အောင်နိုင်ရေးပေါ့နော်ဘ ਹੁ အောင်နိုင်ရေးကော်မတီနော်တိုင်းတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ပေါ့နော်အောင်နိုင်ရေးကော်မတီတွေကျမတို့ဖွဲ့စည်းပြီးတော့မှဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင် ကျွန်တော်တို့အလုတ်လုတ်တာတွေဟူတော့ကျွန်တော်တို့ကကော်မတီနဲ့ဖွဲ့စည်းပြီးဆောင်ရွက်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ပါတီရဲ့ဖွဲ့စည်းပုံကတော့အဲဒါမြန်မာနိုင်ငံရဲ့ဒီအုပ်ချုပ်ရေးနဲ့တက်ဆိုင်ပြီးတော့မှဖွဲ့စည်းထားတယ်လို့ပါပဲ။အဲကျွန်တော်တို့ရက်ကျေးရှိမယ်။ရက်ကျေးကတော့ကျွန်တော်တို့စီယုံရေးမှုတွေပဲထားနိုင်ပါတယ်ရှင့်။ရက်ကျေးရှိမယ်။ပြီးလို့ရှိရင်မြို့နယ်အမှုဆောင်ရှိမယ်။အဲခရိုင်အမှုဆောင်တွေရှိမယ်တိုင်းနယ်ပြည်နယ်အမှုဆောင်များရှိမယ်အဲအထက်ဆုံးကတော့ကျမတို့ဘ ਹੁ အလုပ်မှုဆောင် ကော်မတီဖြစ်ပါတယ်ရှင့် အဲဒီလိုနဲ့ကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်ထားတာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပါတီအနေနဲ့အဲကျွန်တော်တို့ပါတီရဲ့သဘောထားယက်တီချက်လို့ပြောလို့ရှိရင်ကျွန်တော်တို့ကအပြုသဘောဆောင်ပြီးတော့မှစစ်မှန်တဲ့အမျိုးသားနိုင်ငံရေးကိုကျွန်တော်တို့တွားကျင်တာဖြစ်ဖြစ်ပါတယ်ရှင်။အမျိုးသားနိုင်ငံရေးဆိုတာဘာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့ကောင်းချင်းဆိုးချင်းကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးရဲ့အဲဒီဆောင်ရွက်ချက်တွေနဲ့ပြဋ္ဌာန်းတာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံအောင်မြင်ဖို့ဆိုလို့ရှိရင် အဲအောင်မြင်ဖို့ဆိုလဲကျမတို့ပဲကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေပဲဆောင်ရွက်ရတာဖြစ်ပါတယ်တကယ်လို့မြန်မာနိုင်ငံမအောင်မြင်မှုကြဆုံးတယ်ဆိုလို့ရှိရင်လဲကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံအောင်မြင်မလားကြဆုံးမလားဆိုတဲ့ပေါ့နော်အဲဒီလိုအခြေအနေမျိုးဟာဒီလိုအခြေအနေမျိုးဟာကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနဲ့သက်ဆိုင်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာဒီအမျိုးသားနိုင်ငံရေးပေါ့နော်အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ကျွန်တော်တို့ရက်ဒီမှာဖြစ်ပါတယ်ရှင့်သို့တော်လည်းတခြားနိုင်ငံတွေရဲ့အကျိုးစီးပွားကိုကျွန်တော်တို့ထိခိုက်ခြင်းမရှိဘဲနဲ့မိမိရဲ့မိမိနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်ဆောင်ရွက်မှာဖြစ်ပါတယ်။နောက်တစ်ချိန်မှာလွှတ်တော်တွေရောက်သွားလို့ရှိရင်လည်းနောက်လွှတ်တော်ဆိုတာတော့ပေါ့နော်မတူညီတဲ့ပါတီတွေမတူညီတဲ့အဖွဲ့အစည်းတွေနဲ့ တွဲပြီးတော့မှအလုတ်လုတ်လုတ်ကောင်းတဲ့နေရာဖြစ်ပါတယ်ရှင်အဲ့လိုလွတ်တော်တဲ့ရောက်သွားလို့ရှင်လဲကျမတို့ကဘသူနဲ့ပူပေါင်းမှလဲဘသူနဲ့မပူပေါင်းမှလဲဆိုတာဘာနဲ့ပဲဆုံးဖြတ်မလဲဆိုလို့ရှင်အမျိုးသားအကျိုးစီးပွားရှိတဲ့ကိစ္စတွေမှန်သမျှကိုကျမတို့ဘယ်အဖွဲ့အစည်းဘယ်ပါတီနဲ့မဆိုကျမတို့ပူပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အမျိုးသားအကျိုးစီးပွားနဲ့ဆန့်ကျင်တဲ့ကိစ္စတွေမှန်သမျှကိုတော့ကျမတို့ကအဲဘယ်ဘယ်အဖွဲ့အစည်းဘယ်ပါတီနဲ့မဆိုပူပေါင်းဆောင်ရွက်မှာမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်မလို့ကျမတို့ပါတီရဲ့ ရတ္တိချက်နေနဲ့ကတော့ကျွန်တော်တို့အပြုသဘောဆောင်ပြီးတော့မှဒီစစ်မှန်တဲ့စစ်မှန်တဲ့အမျိုးသားနိုင်ငံရေးကိုကျွန်တော်တို့တွားကြံတာဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ပါတီကအရင်ကလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ကမစ်စီမာပြိပရာပေါ့နော်အလေအလတ်လမ်းစဉ်နဲ့တွားမယ်ပြီးလို့ရှိရင်ဆိုရှယ်မီဒီယာတုံးတာပေါ့နော်လူမှုကွန်ရက်တွေတုံးတာနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းအဲကျွန်တော်တို့ပါတီမှာ2020တုန်းကရင်ကျွန်တော်တို့ညွှန်ကြားချက်တွေထုတ်ပြန်ထားပါလေရှင့်ကျွန်တော်တို့ပါတီကဆိုလို့ရှိရင်ကျွန်တော်တို့ကဘသူ့ကိုမှ ဲဟိုပါပေါ့နော်နင်မဲငဆကျမတို့မပြောဘူးဘသူရဲ့ဂုံတိတ်ကကြဆင်းအောင်မှကျမတို့မပြောဘူးနော်ကျမတို့ပြောလာလို့ရှင်လဲကျမတို့မတုံ့ပြန်ဘူးဒါပြောလာတဲ့လူရဲ့ကိစ္စသားလင်ဖြစ်တယ်ကျမတို့မတုံ့ပြန်ပါဘူးရှင်နော်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီအနေနဲ့တော့ယဉ်ကျေးတဲ့ပါတီပေါ့နော်ဆိုလို့ရှင်ဘသူဟိုမှပြိုင်ပက်လို့လည်းသဘောမထားဘူးနိုင်ငံရေးပါတီအကုန်လုံးသည်စ조사ပိုင်권ရှိတာပေါ့နော်နိုင်ငံရေးပါတီအကုန်လုံးသည် အကောင်းဆုံးစူးစမ်းပိုင်ခွင့်ရှိတယ်ကျမတို့လည်းအကောင်းဆုံးစူးစမ်းမယ်တခြားနိုင်ငံရေးပါတီတွေလည်းအကောင်းဆုံးစူးစမ်းမှာဖြစ်ဖြစ်ပါတယ်ရှေ့အဲသို့တော်လည်းဘယ်သူကဆုံးဖြတ်မှာလဲဆိုလို့ရှိရင်တော့ပြည်သူလူထုကနေပြီးတော့မှပြည်သူလူထုရဲ့မဲနဲ့ကျမတို့ဆုံးဖြတ်တာကိုကျမတို့ကခံယူမှာဖြစ်ပါတယ်ရှေ့နော်အဲ့ဒါကြောင့်မလို့ဘယ်ပါတီမှကျမတို့ရဲ့ပြိုင်ဘက်မဟုတ်ပါဘူးအဲပါတီတိုင်းဟာနိုင်ငံအရေးလောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံရေးပါတီတိုင်းဟာအဲဒါဟိုအခွင့်အရေးရှိတာပေါ့နော်ဆိုလို့ရှိရင်ရှင်ပြိုင်ဖို့အခွင့်အရေးရှိတယ် အဲမဲဆန္ဒပေးခံအဲခံပိုင်권ရှိတယ်ပေါ့နော်။ညအဲ့လိုသဘောနဲ့ကျွန်တော်တို့ကပါတီချင်းချင်းလဲချစ်ခင်ရင်းနှီးတဲ့ပုံစံနဲ့ကျွန်တော်တို့သွားမှာဖြစ်ပါတယ်ရှင့်။သို့တော်လည်းရတီချက်ကတော့ကျွန်တော်တို့ခိုင်ခိုင်မာမာရှိရမှာဖြစ်ပါတယ်။အဲပါတီချင်းချင်းချစ်ခင်ရင်းနှီးတဲ့ပုံစံလို့ပြောလို့ရှင့်ပါတီမှာနှစ်ပတ်လဲအခမ်းအနားတွေလုပ်တယ်ဆိုရင်အပြန်အလှန်ဖိတ်ကြားတာရှိပါတယ်။ဒါမျိုးတွေဆိုကျွန်တော်တို့သွားပါတယ်ရှင့်။အဲဒါမျိုးအခမ်းအနားတွေဆိုကျွန်တော်တို့တက်ပါတယ်။